မြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့ပါတီ PP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေကသိရှိနိုင်ဖို့အတွက် PP ပါတီဥက္ကဋ္ဌဦးကုကိုကြီးကချပြသွားခဲ့ပါတယ်။ပြည်သူ့ပါတီအနေနဲ့ဖက်ဒရယ်ကိုတိတိကျကျကျင့်သုံးနိုင်ဖို့ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းနေတယ်လို့ဖွဲ့စည်းပုံပြင်တဲ့တုံးသက်ရေးဆိုင်ရာခြေပြန်းတဲ့ညီလာခံတစ်ခုဖြစ်ဖို့သဘောထားထုတ်ပြန်ထားပြီးဖြစ်ကြောင်းဥက္ကဋ္ဌကြီးက CNN သတင်းဌာနကိုပြောပါရတယ်။ ဒီလက်နက်ကင်ပြိပက္ခခြေချင်းဖို့ဆိုရင်အပိုင်းလိုက်ခွဲပြောရမယ်တခုကတော့တိုင်းသားတန်းသူညီများရေးကြောင်းဖြစ်လာတဲ့လက်နက်ကင်ပြိပက္ခအဲ့ဒါကကျွန်တော်တို့ကစည်းပုံခြေခံဥပဒေမှာတိုင်းသားတန်းသူညီများရေးဖက်ဒရယ်ရေးကို အာမခံနိုင်တဲ့လက်တွေ့ကြတဲ့ သဘောတူညီမှုတွေရဖို့လိုတယ်။အဲ့ဒီအတွက်ဒါကျွန်တော်တို့ပြည်သူ့ပါတီကဒါဖက်ဒရယ်ကိုတိတိကျကျကျင့်သုံးနိုင်အောင်ကျွန်တော်တို့ဖွဲ့စည်းပုံပြင်ဆင်ရေးစူးစမ်းနေတယ်လို့ဒီကောက်ပွဲပြီးသွားခဲ့ရင်တောင်မှဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေးဆိုင်ရာပြည်ပြန့်တဲ့ညီလာခံတစ်ခုဖြစ်ဖို့ဆိုတာကိုဒါကျွန်တော်တို့သဘောထားထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။အဲ့တော့နောက်တစ်ခုကတော့2021ဒီနိုင်ငံရေးအပြောင်းအလဲအကြောင်းဖြစ်လာတဲ့လက်နက်တိုင်အင်အားစုပြဿန တော့အဲ့ဒါကတော့ဒါဒီမိုကရေစီရင်းနဲ့ဆိုင်တယ်လို့မြင်တယ်အဲ့တော့ဒီမိုကရေစီရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းပဲကျွန်တော်တို့ဟိုဖွဲ့စည်းပုံခြေခံဥပဒေမှာဒီမိုကရေစီကိုအာမခံတဲ့အပြန်အလှန်ချစ်ဆဲထိန်းချောင်းနိုင်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေဖြစ်လာအောင်ကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်အဲ့တော့ကြောက်ဥပဒေစိုးမိုးမှုမရှိဘူးဆိုရင်ဒီမိုကရေစီကမြစ်တွယ်ဖို့မလွယ်ဘူးအဲ့တော့ဒီလက်နက်ကင်ရင်ပြမှုထုံးကားလာရင်ဒီမိုကရေစီကဝေးတဲ့ဝေးလာမယ် ဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒါနိုင်ငံကြီးရတွေ့ဆုံဆွေးနွေးပွဲတွေကြေကြေပြန့်ပြန့်ဖြစ်လာဖို့အဲ့ဒါလက်ရှိကျွန်တော်တို့ဆွေးနွေးနိုင်တဲ့အခြေအနေကနေစပြီးတော့ကြေကြေပြန့်ပြန့်ဆွေးနွေးဖို့ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့ကတိုက်တွန်းနေတာဖြစ်ပါတယ် အတူရှင်တွဲနေထိုင်ကြတဲ့လူအဖွဲ့အစည်းတစ်ခုအတွင်မှာကြုံတွေ့လာတဲ့ပြဿနာတွေကိုဒီမိုကရေစီနိလန်းဖြစ်တဲ့တွဲဆောင်ဆွေးနွေးအဖြစ်ရှာခြင်းနိလန်းကသာအောင်မြင်စေနိုင်မယ်လို့ယုံကြည်ကြောင်းနာဇကဥက္ကရာဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2024ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခဖြစ်ပွားနေရမှာ1948ခုနှစ်မှာစတင်ကဒီနေ့အချိန်ထိနှစ်ပေါင်း80ကျော်လာခဲ့ပြီဖြစ်ပါတယ်အဲဒီနောက်လက်နက်ကင်ပြည်ပခချုပ်ငင်ရေးဆွေးနွေးမှုတွေအချိန်ချင်းလှုပ်လာရမှာလဲခိုင်မဲတဲ့သဘောတူညီချက်တွေမရရှိပဲအချိန်ချင်းသဘောတူညီချက်တွေပြပြကတိုက်ပွဲတွေဖြစ်ပွားနေပါတယ်2022ခုနှစ်ဖေဖော်ဝါရီလနေ့ကနိုင်ငံရေး တဘောဒအကွက်လဲမှုတွေကြောင့်နိုင်ငံအနှံ့ပြမှာလက်နက်ကင်ပြိပခါလေးကြဲကြဲပြပြန့်ဖြစ်ပွားခဲ့ပြီး2024ခုနှစ်အောက်တိုဘာလအထိစစ်ပြေးတုခတဲ့6တန်းကျော်ရှိနေကြောင်း ISP မြန်မာကထုတ်ပြန်ထားတဲ့အချက်လက်တွေအရသိရပါတယ်။တာမန်ချေနေမဟုတ်တဲ့အတွက်စီးပွားရေးလေပတ်မှုတွေကလည်းပုံမှန်လေပတ်မှုမဟုတ်ကြောင်းဘန်စနစ်တွေငွေကြေးစနစ်တွေငွေကြေးလဲလှယ်မှုတွေနဲ့ယင်းနှမြုံနယ်မှုနဲ့ပတ်သက်တဲ့ဥပဒေကန့်သတ်ချက်တွေကိုအကုန်လုံးပြန်လည်တုံ့တက်ဖို့လိုကြောင်းလည်းပြည်သူ့ပါတီ PP ဥက္ကဋ္ဌဥက္ကူကြီးက CNN သတင်းဌာနကိုပြောပါရတယ်။ ဟိုဒီကကတော့ဒီမှာတာမန်အခြေအနေဖုတ်တဲ့အတွက်ကြောင့်စီးပွားရေးလေပတ်မှုတွေကလည်းဒါပုံမှန်လေပတ်မှုမဟုတ်ဘူးအဲ့တော့နောက်ဆုံးပြောရရင်ကျွန်တော်တို့နိုင်ငံမှာအဓိကကဟိုကုန်ထုတ်လုပ်မှုဟလာကျွန်တော်တို့ရဲ့ထွက်ကုန်အားနည်းတဲ့အခါကျတော့ဒီဘဝင်ငွေရရှိမှုရောနောက်တစ်ခါဒီဒေါ်လာထိန်းချုပ်မှုရော အဲ့ဒါတွေကဒါတာမန်မဟုတ်တဲ့ပုံမှန်မဟုတ်တဲ့အခြေအနေတွေကျွန်တော်တို့ရင်ဆိုင်နေရတယ်အဲ့ဒါကြောင့်မလို့ဟိုဈေးကွက်စီးပွားရေးကို PPP ပြင်ပေါ်ထွန်းလာဖို့ဆိုရင်မလိုလားအဲ့ဒါကျိုးညီစနစ်တွေပြီးတော့ပုံလင်းနေတာမှုဖြစ်ဖို့ကိစ္စတွေတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတိုင်းတန်းတူညီတူအခွင့်အရေးရရှိဖို့ဒီလိုကိစ္စမျိုးတွေကိုကျွန်တော်တို့ဆောင်ရွက်ရမယ်လို့မြင်ပါတယ်။အဲတော့အထူးသဖြင့်တော့ဂျပန်စနစ်တွေရောငွေကြေးစနစ်တွေရောငွေကြေးလဲလှယ်မှုတွေရောတော့တခါရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ဥပဒေကလည်းကျွန်တော်ကန့်သက်ချက်တွေရောဒါတွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့တုံ့တက်ဖို့လိုတယ်။နောက်တခါနည်းနည်းဒေတာအလိုက်ထွက်ကုန်တွေအားကောင်းလာဖို့အတွက်ကိုလည်းဟိုဖက်ဒရယ်လို့ပြောတဲ့အခါမှာနိုင်ငံရေးကိုပဲပြောနေတယ်။စီးပွားရေးကွန်ထရုံးမှုကိစ္စတွေကိုပါဖက်ဒရယ်ပုံစံမျိုးပေါ့နော်။ဒေတာအကြီးကြီးမှာဒါလွတ်လွတ်လပ်လပ်နဲ့ တိုးတက်လာဖို့ကိစ္စကိုကျွန်တော်တို့အားပေးတဲ့လို့မြင်ပါတယ် 2024-2025ဘန်နာယီနှစ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုရှိပဲတရားခိုင်နှုန်းရောကျသွားမှာဖြစ်ကြောင်းကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။အဲ့ဒီအပြင်စိုက်ပျိုးရေးထွက်ကုန်ရောကျလာခြင်း၊ကုန်စည်နှုန်းတွေမြင့်တက်လာခြင်း၊ချင်းငွေရရှိမှုနည်းပါးလာခြင်းနဲ့2021ခုနှစ်ဖေဖော်ဝါရီလကစတင်ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းကိုအဟန့်အတားဖြစ်စေကြောင်းကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။ဗိုလ်ချုပ်မှုကြီးမေအောင်ရမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။အဲ့ဒါကြောင့်ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့မူဝါဒတွေကို ပြည်သူလူထုကလေလာကမဲပေးတဲ့မပေးတဲ့စဉ်းစားလာနေကြပါတယ်။